ကြော်ညာတချို့ကိုကြည့်လိုက်တဲ့အခါဘာလို့ကိုယ်စိတ်ထဲတန်းတီးရောက်လာတာလဲလို့တွေးမိဘူးလားဒီနေ့တော့လေအဲ့ဒီကြော်ညာရဲ့နောက်ကွယ်မှာကျွန်တော်တို့ရဲ့စိတ်ကိုဖန်ဆားဖို့တုံးနေတဲ့နီးလန်းလေးအကြောင်းပြောပြသွားမှာပါကဲခဏလောစဉ်းစားကြည့်အောင်နောက်ဆုံးဘာမှမသိပဲကောက်ခါငင်ခါဝယ်လိုက်မိတဲ့ဖူးစီလေးတစ်ခုခုရှိလားအဲ့ဒီအချိန်ကခန်းစားချက်ကိုပြန်စဉ်းစားကြည့်ပါအောင်အမှန်တော့လေအဲ့ဒီလိုရုတ်တရက်ဝယ်ချင်စိတ်ပေါက်လာတာကကိုယ့်ရဲ့တွေးတစ်ခုလည်းကြောင်းချီတော့မဟုတ်ဘူးဗျာအဲ့ဒါတွေကတိုက်ဆိုင်မှုတွေမဟုတ်ပါဘူးတကယ်တော့အဲ့ဒါတွေကကျွန်တော်ရဲ့စိတ်ကို ငားများချိတ်လေးနဲ့ချိတ်တယ်လို့မျိုးဆွေးဆောင်ဖို့တမင်ကိုဖန်တီးထားတဲ့ marketing hooks တွေပါဒီနေ့လို့အဲ့ဒီချိတ်တွေကဖာဒီလေဘလို့လုံးလုံးလဲဆိုတာကို အတူတူလေ့လာကြည့်ကြမယ်ကဲပထမဆုံးတစ်ခုကိုကြည့်လိုက်အောင်ကြော်ညာထဲမှာတောင်းတဲ့ပထမဆုံးချစ်ကဘာလဲဆိုတော့ကျွန်တော်အားလုံးမှာရှိတဲ့စိတ်တစ်ခုကိုအတုံးချထားတာအဲ့ဒါကတော့အလौရှုံမခံခြင်းနဲ့ရှိပဲဒီချစ်ကိုထင်ထားတာထက်လွယ်တဲ့ဆိုတဲ့ချိတ်လို့ခေါ်ရတယ်ဒီနီလန်းကို wow style လို့ခေါ်တယ် ဥပမာ online shopping မှာ click တစ်ချက်ပဲနေပြီးဝယ်လိုက်တာဆိုတာမျိုးတော့9မိနစ်အတွင်းအတင်စားလို့ရပြီဆိုတဲ့ဟင်းချက်နီးဗီဒီယိုတွေတော့ပေါ့ဆိုလိုတာကရှုပ်ထွေးတယ်လို့ထင်ရတဲ့ကိစ္စတခုကိုဟာဒီလောက်လွယ်တာလားဆိုပြီးဖစ်သွောင်းအောင်လှုပ်ပြလိုက်တာမျိုးပါဒါကလေတော်တော်လေးကိုပါနေတဲ့စိတ်ပိုင်းဆက်ရာကစားကွက်တခုပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဦးနောက်ကအလို့ရှုံမခံချင်ဘူးလေခက်ခဲတယ်လို့ထင်ချတဲ့အရာတခုကရုတ်တရက်ကြီးလွယ်သွားတဲ့အခါ ိုးဒါလီမားငါလုံနိုင်ပါရဲ့ဆိုတဲ့စိတ်ကချက်ချင်းဝင်လာပြီးကဲလုလိုက်မယ်ဆိုပြီးဆုံဖြတ်ချက်ချဖို့အရန်လွယ်သွားတာပေါ့ဟုတ်ပြီဒါကတော့အရာရာကိုလွှဲအောင်လုပ်ပြပြီးဆွဲဆောင်တာပေါ့ဒါပေမဲ့ကိုကိုရှော့ဝက်ချက်တခုတည်းပါဝင်ခွင့်ပေးလိုက်တယ်လို့မျိုးခန်းစားချက်ကိုဖန်တီးခြင်းရောဘယ်လိုလုပ်မလဲအာအဲ့ဒီနေရာမှာပဲကျွန်တော်တို့ရဲ့ဒုတိယမြောက်ချက်ကဝင်လာတာပါဒါကတော့အလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါလျှို့ဝဲနီလန်တို့အတွင်းလူတွေပဲတည်တဲ့နီးစနစ်တို့ဆိုတဲ့ပုံစံမျိုးပေါ့ တချမ်းလူတွေမသိတဲ့အထူးနီလန်းတစ်ခုကို ကိုကသိခွင့်ရတော့မယ်ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့ခံစားချက်ကိုပေးတာပါဒါပါနဲ့တူလဲဆိုတော့လျှို့ဝှက်အသင်းတစ်ခုတည်းကိုဖိတ်ခေါ်ခံလိုက်ရသလိုပဲအဲ့လိုမျိုးငငတ်သက် special ပဲဆိုတဲ့ခံစားချက်ကအဲ့ဒီ PC ဓမ္မမုံဝန်ဆောင်မှုကိုမယုံနိုင်လောက်အောင်တန်ဖိုးကြီးသွားစေပြီးညင်းဖို့ခတ်သွားစေတာပေါ့ကဲအခုနောက်ဆုံးချက်ကို ရောက်လာပြီဒါကတော်တော်အဆန်းသက်တဲ့တစ်ခုနော်ကျွန်တော်တို့နေ့တိုင်းလိုလိုကြုံနေရပြီး အရာအလုံးကိုအရေးကြီးကြီးချက်ချင်းလုပ်ရမယ်ဆိုတဲ့ခန်းစားချက်ကိုဖန်တီးပေးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ website ဒီမှာအချင်းအကန့်တက်နေပေးရမယ်နော်ဆိုတာမျိုးတို့အချင်းနောက်ပြန်ရည်တွက်နေတဲ့နိုင်ရည်လေးတွေလို့မြင်ဖူးတယ်မလား။အဲ့ဒါ FOMO fear of missing out အလုပ်လုပ်နေတာပဲ။အခုချက်ချင်းမလုပ်ရင်အရန်ကောင်းတဲ့အခွင့်အရေးတခုကိုလက်လွတ်သွားတော့မယ်လို့ခန်းစားရအောင်တမင်ကိုဖန်တီးထားတာပါ။ဒီနေရာမှာစိတ်ဝင်စားစရာဦးနောက်ရအလုပ်လုပ်ပုံတစ်ခုရှိတယ်။ကျွန်တော်တို့လူတွေကလေတခုခုအစ်စ်ရလိုက်လို့ပျော်ရွှင်ရတာချက် ကိုယ်မှာရှိပြီးသားအရာတစ်ခုကိုဆုံးရှုံးလိုက်ရမှာကိုပိုကြောက်ကြတယ်။ပိုမုန်းကြတယ်။အဲ့ဒီစိတ်ကိုကြောင်ညာရှင်တွေကခေါင်းခေါင်းတည်တယ်။ဒါကြောင့်အခုမဝင်ရင်ဘာဒီဆုံးရှုံးမလဲဆိုတာကိုပဲဒါပေးပြီးတော့ကျွန်တော်တို့ကိုဆုံးဖြတ်ချက်အမြန်ချခိုင်းလို့ရပါပဲ။ကဲဒီတော့အားလုံးကိုပြန်ပြီးခြုံကြည့်လိုက်ရအောင်။ကျွန်တော်တို့မှာအလုတ်တွေကိုလွယ်ကူထွားစေတဲ့ wow style ရှိတယ်။ပြီးတော့ကိုကိုကိုအထူးအခွင့်အရေးရသူတယောက်လိုခံစားရစေတဲ့ hidden system ရှိတယ်။နောက်ဆုံးတစ်ခုကတော့ ချက်ချင်းလုံဆောင်ဖို့တွန်းအားပေးတဲ့ formal pressure ပေါ့ဒီနီးလန်းတွေကိုသိထားရတာကကြောင်ရတိုင်းကိုမယုံသင်ကားနဲ့လိုက်ကြည့်ဖို့တော့မဟုတ်ပါဘူးအဓိကကတော့ကိုယ့်ရဲ့အချိန်နဲ့ပိုက်ဆံကိုဘယ်နေရာမှာသုံးမလဲဆိုတာကိုပို့ပြီးတော့သတိထားပြီးစဉ်စဉ်ဆဆနဲ့ဆုံးဖြတ်ချက်ချနိုင်အောင်လုပ်ပါပဲကိုကိုကိုပို့ပြီးတော့ထင်းချုံနိုင်သွားတာပေါ့ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေးခဲ့ခြင်းနဲ့ နေ့စဉ်ဘဝမှာမြင်တွေ့နေရတဲ့ကြော်ညာတွေထဲမှာခုနပြောသွားတဲ့ချိတ်၃မျိုးတည်းကဘယ်တစ်ခုကိုအများဆုံးတတိထားမိလဲလုံးပြီးတတိထားကြည့်လိုက်ပါတွေ့လာတဲ့အဖြေတွေကကိုကိုကိုတော့အံ့ဩသွားစေနိုင်ပါတယ်